ဲ့ပြန်လဲဂျုံဆိုလိုက်ပါမယ်ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုလို့ရှိရင်ကြောမသွားပါနဲ့ဆုံးအောင်ဒီနားထောင်သွားပါမင်္ဂလာပါဇွန်လရင်လခုနှစ်လပိုင်းအတွက်တနင်္လာသားသမီးမိษွေတွေအားလုံးအတွက်ကံကြမ္မာဆိုးကောင်းနေတလားစာဆောင်းရန်ရှောင်းရန်များကိုကျွန်တော်တဲတော်နမိတ်ကများဖြင့်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အလောက်ကိုင်းကနေပြီးတော့စတင်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် တနင်္လာသားသမီးမိတ်ဆွေတွေဟာခဏလာပိုင်းမှာဆိုလို့ရှိရင် အလောက်ကင်နေတဲ့ပတ်သက်ပြီးတော့ပျော်ရွှင်စရာအကြောင်းအရာကိစ္စလေးတွေဝမ်းသာစရာတရင်ကောင်းလေးတွေကြားရမယ်ကြုံရမယ်တလားတာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ဒီတဲ့အလုတ်ကင်နေနဲ့ပတ်သက်ပြီးတော့အလုတ်ရှောက်ထားထားတဲ့သူတွေဆိုလို့ရှိရင်မောက်ချမလွဲမဲ့သူတွေအလုတ်ရရှိမယ်အင်တာဗျူးဖြေဆိုထားတဲ့သူတွေဆိုလို့ရှိရင်လည်းပဲအင်တာဗျူးအောင်မြင်တာမျိုးလေးတွေကြုံရတတ်ပါတယ် အဲ့တော့တနင်္လာသာသမီမိတ်ဆွေတို့အနေနဲ့နော်ဒီအလုတ်တင်နဲ့ပတ်သက်ပြီးတော့ယာရူးတိုးတက်မဲ့နော်အနေထားမျိုးလေးတွေကြုံရတတ်တယ်အလုတ်တင်နဲ့ပတ်သက်ပြီးတော့တခြားနေနံနေနဲ့စားလို့ရှိရင်တနင်္လာသာသမီမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်ထင်ပေါ်နေတာမျိုးလေးတွေပြီးသွားရင်မိတ်ဆွေတို့အနေနဲ့ခုနကကိုဖြစ်ချင်တဲ့ကိစ္စလေးတွေအောင်မြင်နိုင်မဲ့နော်အနေထားမျိုးလေးတွေကြုံရမယ်တလတာပဲဖြစ်ပါတယ် အဲ့တော့အလုတ်တွေနဲ့ပတ်သက်ပြီးတော့နော်ဒီခွန်လာပိုင်းမှာဆိုလို့ရှိရင်နော်ကိုကိုကိုယုံယုံကြည်ကြည်နဲ့တခြားလာတွေထပ်ပိုးပြီးတော့ဒီလာတွေမှာအားပိုးပြီးစိုက်ပြီးတော့လောက်ကင်မယ်ဆိုလို့ရှိရင်တော့အလုတ်တွေနဲ့ပတ်သက်ပြီးတော့ပိုးပြီးတော့အောင်မြင်မှုတွေဒါရရှိမှာပဲဖြစ်ပါတယ် ဲ့တော့ဝန်ထမ်းတွေအနေနဲ့ဆိုလို့ရှိရင်လည်းအလောက်ကိုင်းထဲမှာဆိုလို့ရှိရင်မိမိတို့ဒီဌာနအလောက်ကိုင်းထဲမှာဆိုလို့ရှိရင်အထက်လူကြီးရဲ့ခုနကတော့အကူညီကောင်းเนาะအဲခုနကတော့အဆက်အသွယ်ကောင်းလေးတွေရရှိပြီးတော့မိษွေတို့အနေနဲ့မှမျော်လင့်ထားတဲ့နေရာတစ်ခုကိုရောက်ရှိသွားတာမျိုးလေးတွေလည်းပဲကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်တနေ့လာသားသမီးမိษွေတို့ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့ခဏလာပိုင်းမှာဆိုလို့ရှိရင်တနင်္လာသားသမီးမိတ်ဆွေတွေဟာစက်တူလောက်ကိုင်းနေတဲ့လုပ်ငန်းတွေနဲ့ဆိုရင်ပိုးပြီးတော့အကျိုးပေးတယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့အင်ကာနန်လုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေပြီးသွားရင်ကြာသာပတိလန်လုပ်ငန်းတွေကိုလောက်ကိုင်းနေရတဲ့သူတွေဆိုလို့ရှိရင်တော့ပိုးပြီးတော့အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ထင်ပေါ်တာမျိုးလေးတွေကြော်ကြားတာမျိုးလေးတွေအောင်မြင်တာမျိုးလေးတွေကြုံရတတ်ပါတယ် တော့မိတ်ဆွေတို့အနေနဲ့ဒီခုနလပိုင်းမှာဆိုလို့ရှိရင်အလုတ်တွေနဲ့ပတ်သက်ပြီးတော့တိုးချဲ့တာမျိုးလေးတွေစိုင်ခွဲဖွင့်လင့်တာမျိုးလေးတွေလှုပ်ဆောင်မယ်ဆိုလို့ရှိရင်လည်းပဲအောင်မြင်မှုတွေဒါရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မိမိရဲ့မိသားစုဝင်ညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာတည်ငောင်းလေးတွေကြုံရကြားရတတ်ပါတယ် တော့တနင်္လာသားသမီးမိတ်ဆွေတို့ရဲ့ငွေကြေးကံအနေနဲ့ကဒီ9လပိုင်းမှာအားကောင်းနေတာမျိုးလေးတွေဂျုံရတတ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ယင်းဒီမြုံနှမ်းထားတဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးလက်လာပါလေးတွေရှင်လန်းနေတာမျိုးလေးတွေလက်လာပါလေးတွေပွင့်လန်းနေတာမျိုးလေးတွေဂျုံရမယ်တလတာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့စုံးမလို့ဖြစ်နေသောငွေကြေးတွေမမျော်လင့်မဲနဲ့မိမိစီကိုအလုံးလိုက်အရင်လိုက်ဝင်လာတာမျိုးလေးတွေဂျုံရတတ်တယ်တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့ဒီ9လပိုင်းမှာဆို ို့ရှိရင်ထီကံ အားကောင်းနေတာမျိုးလေးတွေထီเนาะထီနဲ့ပတ်သက်ပြီးတော့စုအလက်ပေါ့เนาะစုကြီးတော့မဟုတ်ဘူးစုသေးသေးတော့မဟုတ်ဘူးစုအလက်ပေါက်တာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့တနင်္လာအသားသမီးမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာငွေကံတွေပုံမိုးပြီးတော့အားကောင်းစေချင်တယ်ဆိုလို့ရှိရင်เนาะငားစာကျွေးတဲ့ကုသိုလ်ဒါနလေးတွေကိုပြုမယ်ဆိုလို့ရှိရင်เนาะဒီခုနှစ်လပိုင်းမှာငွေကြေးတဲ့ပတ်သက်ပြီးတော့လက်လာဘာတွေပိုးပြီးတော့ပွင့်လန်းနေမှာပဲဖြစ်ပါတယ် တော့အချင်းချင်းနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေတွေမှာဂျားလူအဖြတ်ကလေးတွေပေါ်ပေါက်တတ်တဲ့ တယောက်နဲ့တယောက်သမီးစားတွေပေါ့နော်တယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေအထင်လွဲတာမျိုးလေးတွေဂျားလူခုနကဝင်လာတဲ့ခုနကဂျားစကားကြောင့်ပေါ့နော်တယောက်နဲ့တယောက်နားလည်မှုလေးတွေလွဲရမယ့်ကိစ္စမျိုးလေးတွေကြုံရတတ်တယ်ဒါပေမဲ့လည်းပဲဒီခဏလာပိုင်းမှာဆိုလို့ရှိရင်အချင်းကြီးနဲ့ပတ်သက်လို့ရှိရင်လည်းပဲကောင်းမွန်နေတဲ့အနေအထားမျိုးလေးတွေနော်ဒီအခက်အခဲလေးတွေကြုံတွေ့ပြီးတော့ပြန်လဲပြီးတော့သင်းမြတ်သွားတာမျိုးလေးတွေကြုံရမယ်တလားဒါပဲဖြစ်ပါတယ် ဲ့တော့အိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့ဒီတနင်္လာသားသမီးမိတ်ဆွေတွေဟာเนาะမိမိရဲ့ဒီအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာတရင်ကောင်းလေးတွေအဆက်အသွယ်ပြတ်တောက်နေတယ်ဆိုရင်လည်းပဲအဆက်အသွယ်ပြန်လဲရရှိတာမျိုးလေးတွေเนาะမိသားစုတွေဒီဆိုင်မစင်ဘုံမစင်ပေါ့เนาะပြန်လဲစုံစည်းရတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့အိမ်အောင်ရှင်နေအနေနဲ့လည်းပဲဒီခုနလပိုင်းထဲမှာဆိုလို့ရှိရင်เนาะမိမိတို့ရဲ့အိမ်အောင်ရေးရလည်းပဲတင်းတင်းကောင်းမွန်နေတဲ့အနေအထားမျိုးလေးတွေကြုံရမယ်တလားတာပဲဖြစ်ပါတယ် ဲ့တော့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီခုနှစ်လပိုင်းထဲမှာဆိုလို့ရှိရင်เนาะမိမိတို့အိမ်ကိုတနင်္လာသားသမီးပေါ့เนาะဒီညင်အိမ်ညင်တွေလက်ခံခြင်းမျိုးတွေကိုကိုယ်နဲ့ဓာတူနန်တို့ပေါ့เนาะဒီတနင်္လာသားသမီးတွေညင်အိမ်ညင်တွေလက်ခံခြင်းမျိုးကိုရှောင်ရှားတင်ပါတယ်အဲ့တော့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေတွေအားလည်းပဲဒီ ခန္ဓာလာဝိုင်းတလားဒါမှဆိုလို့ရှိရင်ထင်ပေါ်နေတာမျိုးလေးတွေကြော်ကြားနေတာမျိုးလေးတွေမိမိတို့ခုနကတော့အကူအညီလားတောင်းမဲ့သူတွေเนาะပြီးသွားလို့ရှိရင်မိမိတို့ခုနကတော့ဆရာတင်တဲ့သူတွေเนาะဒီများနေတာမျိုးလေးတွေကြုံရမယ်တလားဒါပဲဖြစ်ပါတယ်အဲ့တော့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပန်းဝင်ခြင်းမှာလည်းပဲမိမိခုနကတော့ဂုံတရင်ကကြော်စောနေတဲ့အနေအထားမျိုးလေးတွေကြုံရတတ်တယ်လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အချိန်ကုန်ခန်းနေတာမျိုးလေးတွေလည်းပဲကြုံရမယ်တလားဒါပဲဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့ နဲ့เนาะရန်အတိုက်ခိုက်တရားလဲပဲဒီ9လပိုင်းမှာပြီးခဲ့တဲ့လတွေမှာဘလောက်ပဲများခဲ့များခဲ့ဒီ9လပိုင်းမှာဆိုလို့ရှိရင်ရန်သူတွေကတော့မှမိတ်ဆွေဖြစ်နိုင်တဲ့အနေအထားမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေဟာဒီ9လပိုင်းမှာလူမှုရေးနဲ့လဲပဲမျက်နှာပန်းပွင့်နေတဲ့အနေအထားမျိုးလေးတွေကြုံရတတ်ပါတယ် အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တနင်္လာသာသမီမိတ်ဆွေတွေဟာလေနော်လေနဲ့ပတ်သက်တဲ့ယောဂါတွေပြီးသွားလို့ရှိရင် ရေနဲ့မတည့်တာမျိုးလေးတွေထိခိုက်တံရရတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့သွေးထွက်တံရဖြစ်မဲ့ကိစ္စမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့ရှိရင် တနင်္လာသာသမီမိတ်ဆွေတွေဟာပညာရေးနဲ့ပတ်သက်ပြီးတော့ ဒီခဏလာဝိုင်းမှာဆိုလို့ရှိရင်ကောင်းမွန်နေတဲ့အနေအထားမျိုးလေးတွေရှိနေတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးငယ်ရွယ်သူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့တေချာလေးအာယုံစူးစိုက်ပြီးတော့လောက်ကင်မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာကိစ္စလေးတွေကြုံရမယ်တလားဒါပဲဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီခဏလာဝိုင်းမှာအရေးကြီးကိစ္စတွေကိုလောက်ကင်မယ်ဆိုလို့ရှိရင်တော့ခွန်ကနန်းစိုးမိုးတဲ့နေ့တွေမှာလောက်ကင်မယ်ဆိုရင်တော့ မိမိတို့အနေနဲ့အကျိုးပေးဖြစ်ထွန်းအောင်မြင်မှုအောင်မြင်မှုလေးတွေဒါရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့9ရက်တို့16ရက်တို့25ရက်တွေမှာအရေးကြီးကိစ္စတွေကိုလုံဆောင်မယ်ဆိုလို့ရှိရင်တော့ကံကောင်းခြင်းလေးတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့မိတ်ဆွေတို့အနေနဲ့နော်အဲဒီအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိသောသူတွေဆိုလို့ချင်းရင်မိတ်ဆွေတို့ရဲ့အတုံးဆောင်ပစ္စည်းဒါမှမဟုတ်လို့ချင်းအဝိစားတွေမှာအဝါရောင်ပါသောအနီရောင်ပါသောလက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်မယ်ဆိုလို့ချင်းနော်ကံတရားရဲ့ထောက်ပံ့ကောင်းတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုသွားရောက်ရန်เนาะ သွားရောက်ဖို့လောက်ကင်ဖို့ရှိနေတဲ့သူတွေဆိုလို့ရှိရင်တော့နှစ်ရက်နေကိုတော့အထူးရှောင်ရှားပေးရမှာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီနှစ်ရက်နေတွေမှာလောက်ကင်မယ်ဆိုလို့ရှိရင်တော့မိษွေတို့ရဲ့အလုတ်ကိစ္စလေးတွေကထင်းငေါနေတာမျိုးလေးတွေအဆင်မပြေတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တန်ရင်းလာအသားသမီးမိษွေတွေအားလုံးဒီ9လပိုင်း10လဒါမှညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်တတ်ကောင်းအောင်ဆိုလို့ရှိရင် မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုမိမိတို့ရဲ့မွေးနံထောက်မှာပေါ့နော်ရီမှန်းပြီးတော့ဘာလူမလဲဆိုလို့ရှင်ဒဂွန်လုံးအစဉ်ပြေတဲ့လူပါလေဒဂွန်လုံးကိုလုံးလူမယ်ဒဂွန်လုံးအစဉ်